ဒါကတော့လေဟိုထုံထုံဟိုကျမတို့အားလုံးဝေးရံထားတဲ့ကားလို့ပြောရင်လည်းရတယ်ဆိုအဲ့လိုဆိုတဲ့ခါကျတော့အာဘယ်လိုမျိုးလေးပြိသက်ကိုကဖြစ်စေကြကျမကျမကိုအတိမတ်ပြရတယ်ထုံထုံကိုပို့ပြီးတော့အတိမတ်ပြရင်တော့ကိုကောင်းပါတယ်သူလည်းကားကြိုးစားထားတယ်ကျွန်တော်ကလည်းကောင်းပဲကျမရင်ခံစားချက်ဒီမကောင်းတော့ကျမရင်ခံစားချက်ဒီမကောင်းတော့ အစ်မနေမွန်ရာဆိုတဲ့ရုပ်ရှင်သက်ကားကြီးမှာစမ်းတော်ရာဆိုတဲ့အငြိမ်မင်းသမီးနေရာကနေပါဝင်ပါပါတယ်။အဲကာရိုက်တာကတော့အမအငြိမ်မင်းသမီးဆိုတဲ့အတိုင်းအငြိမ်မင်းသမီးဖြစ်တဲ့အပြင်ကိုကျမအဲ့လိုမျိုးကျမမှာ sense တစ်ခုရှိရပေါ့ရှင်။အဲ sense မှာဟိုကဲမမကောင်းဆိုးဝါးတွေလာရဆိုရင်ကျမ sense ကမကောင်းဘူးပေါ့။အဲအဲ့လိုမျိုးကာရိုက်တာလေးတစ်ခုတော့ကျမကိုကာရိုက်တာပေးထားပါတယ်ဟုတ်။ဒီကားကတော့လေကျမတို့ဟိုအငိမ့်အကြောင်းကိုတဲပြီးတော့ရိုက်တဲ့ကားမျိုးတော့မဟုတ်ဘူးပေါ့နော် ဇလန်းပေါ်မှာပဲကျမတို့ကအနေချင်းပါရတာပေါ့ကတာလည်းပါတယ်အငိမ့်ကတာလည်းပါတယ်အာပြီးရခါကျဟာတလေးတွေလည်းပါတယ်ပေါ့အဲ့ဒီခါကျတော့ကျမတို့ကဒီတိတ်ကရတဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့ရှင်အာကျမဇလန်းရိုက်ရတာဆိုတကုတ်လူတွေပဲဆိုတော့လေရှူတင်မှာအရန်ပျော်ဒါပေမဲ့မပျော်တာတော့ night center အားရိုက်တယ်ဒီ driver အဲသူ့အနေနဲ့ကလည်းဒါငိတ်ကြတာလေးတွေလည်းပါတဲ့ခါကျတော့အာတရေခေါ်တာလေးလည်းပါတဲ့ခါကျတော့သူက night scene ကိုတော့ညညရိုက်တာပေါ့ရှင်။အဲမဲ့ကျမတို့ကကျတော့အသက်ရွယ်ရလာတဲ့ခါကျတော့ night scene ကိုနည်းနည်းကြောက်လို့ရှင်။ကျမအဲ့ night scene မှာကြောက်ခရရအမှတ်ပြရတော့မရှိဘူး။အဲ့ဒီဘောလုံးကွင်းရချွတ်တွယ်လို့ပဲ။တစ်ချိန်လုံးချွတ်တွယ်ရချိန်လုံးတွယ်။အဲ့ဒါပဲချွတ်ပဲကြောက်နေရတယ်။သူအဲ့တော့ကလည်းမိုးဆက်ဆက်ကြတယ်။ ကျွန်တော်တို့ရိုက်တော့တော့မှမိုးကြတယ်မိုးကြတဲ့ခါကျတော့ကျွတ်တယ်တော့ခါလေးလဲဆိုလေးပြညဆိုအဲ့တော့မှမိုးကြတော့လေအဲ့ဆိုတရေကြောက်ရမယ်ဒါကိုကဟိုကျွတ်ကြောက်နေရတယ်ပြီးနေရပဲခုနကကျွန်မပြောတာကျွန်မအိုက်ကားထဲမှာကျွန်မ sense တခုရှိရပေါ့အမ်ကျွန်မမကောင်းတဲ့ sense ရတယ်ဆိုတော့ဒီနေရာမှာမတန့်ဘူးပေါ့အဲအဲ့လိုမျိုးကနည်းနည်းလေး overthink နေလောက်ပါတာပေါ့ ဆိုတော့အဲ့ character တဲမှာတော့ကျွန်မ character ပြောတဲ့အတိုင်းတော့ကျွန်မစူးစမ်းပြီးတော့ပြုတ်ဆောင်ခဲ့ပါတယ်အဲ့ဟာကလည်းအခု trailer လေးမှာထည့်ထားတဲ့ခါကျတော့လူတွေရီရတာပေါ့ရှင်ကြီးစရာလေးဖြစ်တရားပေါ့ဒါကညာညာကျွန်မတိုင်းနဲ့နားပြီးတော့ကျွန်မပြန်ဒီဘက်မှာပြန်လုတဲ့အခါမှာတော့ဒါယူဒီရုပ်ရှင်ကကြီးရတော့ခွန်းနဲ့ဒါပထမဆုံးပြန်ပြန်တွေ့တာပေါ့နော်ဒီရဟုတ်အာသူစီစဉ်နေသူ့ရဲ့ဇလံပြီးရခါကျတော့သူပဲ ရှူတင်မနေတာသူပဲတော့ကြာနေကြရင် presenter လုပ်အောင်မယ်သူကြီးပဲပေါ့ရှင်ဟာပြောကုတ်တငယ်ချင်းဝင်ရတယ်တော့ဒီမှာဝမ်းသာပါတယ်ပျော်စရာလည်းကောင်းပါတယ်ရှူတင်ပါလေသူကလည်းပြရဖက်အောင်လို့ကိုသူကလည်းဒါကလည်းအဲ့ဝတ်ဝတ်ကြည်ရပါတော့သူအဲ့ဝတ်ကြည်တယ်လို့ပေါ့လားလို့ပြောရှူတင်မှာသလို့ရှိရင်ရောက်ပြီဆိုရင်တကယ်ချင်းအဆင်ပြေလားအကားတွေကရှုပ်တယ်နော်ဟာဆိုအေးဟုတ်ပြီခမဲစားရလို့ချင်းတယ်အဲ့အဆင်ပြေလားအဲဝါဝါတော့ဝါပါတယ်ဟင်းနင်းဘလို့လဲတော့ခါကျနင်းငါနမလာနေနဲ့တော့ဟဲ့လို့ အဲပြီးတဲ့ခါကျတော့လဲသူကထီးပါလိုက်ဆောင်ပေးသေးတာထီးပါလိုက်ဆောင်ပေးသေးတာအားတာဝန်ကြီးပါဟောကျမတို့တေးဥဆောင်တဲ့ခါမှာဟိုပေါ့နော်ဇမင်းတူကမဟုတ်ဘူးဘာပဲဖြစ်ဖြစ်ကျမတို့စူးစမ်းပြီးတော့တေးဥဆောင်ပါတယ်အဲ့အကိုရတဲ့စမ်းတော်တာဆိုတဲ့နေရာမှာလဲကျမတာဝန်ကြီးအောင်အများကြီးကျမစူးစမ်းထားပါတယ် feeling ကတော့အလုပ်တစ်ခုလုပ်တိုင်းမှာတော့စူးစမ်းတဲ့ feeling ပေါ့ရှင်နောက်ဆုံးကျတော့မောပြီးတော့အခုကျတော့ရုံတင်တော့လဲမောပြရမှာပေါ့ရှင် ဒါကတော့လေဟိုထွန်းထွန်းကိုကျမတို့အားလုံးဝန်းရံထားတဲ့ကားလို့ပြောရင်လည်းရတယ်ရှင်ဘယ်လိုဆိုတဲ့ခါကျတော့အာဘယ်လိုမျိုးလေးပြိသက်ကိုကဖြစ်စေကြကျမကျမကိုအတိမတ်ပြူတာခဲ့ထွန်းထွန်းကိုပို့ပြီးတော့အတိမတ်ပြူနေအောင်ကိုကောင်းပါတယ်သူလည်းကားကြိုးစားထားတယ်အဲပြီးရကခုနကပြောသလိုပေါ့နော်ဟိုဟိုသူ့ကားမှာလာပြီးတော့အာမဝင်ပြီးတော့အားဖြည့်ပေးရတဲ့အတွက်သူကလည်းအများကြီးကူးဆောင် ဲ့ဒီထက်လည်းကျမတို့ကွမ်းပါပါတယ်။အဲကျမတို့လေးဝင်ရဆိုတဲ့ရုပ်ရှင်ကားကြီးကိုဒါကြည့်လို့ရှိရင်ခံစားမှုတစ်ခုခုကတော့ရရှိမှာပါ။အာဟာတလည်းဖြစ်စီဖြစ်မယ်ကြောက်ချင်တဲ့ကြောက်မယ်ပေါ့ရှင်။ဒါကတော့ခဲအဲကြည့်ရတဲ့သူတွေပေါ့ကွာအများကြီးမြင်ကြည့်ပါရတယ်။အဲကျမနှစ်ချုပ်ပြီးတော့ပြောချင်တာကတော့ကျမတို့အားလုံးစုပေါင်းပြီးတော့ကြိုးစားထားတဲ့ကားလေးကိုလာရောက်ဝင်ရကြပါလို့အဲကျမတို့တိုက်တွန်းချင်ပါတယ်ရှင်။